ဟယ်လိုအားလုံးပဲမင်္ဂလာပါ Scary Time လေးရောက်ရှိလို့လာပါပြီ။တရေတစေပရလောကကိုရီဖြစ်ရက်များအကြောင်းကိုစိတ်ဝင်စားဖို့ရတင်ဆက်ပေးနေတဲ့ page လေးပဲဖြစ်ပါတယ်။တရေတစေပရလောကအကြောင်းတွေစိတ်ဝင်စားတဲ့ horror fan တွေအနေနဲ့တေချာပေါက် like follow subscribe လုပ်ထားသင့်ပါတယ်နော်။ Okay ဒီနေ့အတွက်တော့မြမလေးတယောက်ကပြောပြပေးထားတဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာထဲမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပြီးတော်တော်လေး ကြောက်စရာကောင်းတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။ကဲဒါဆိုရင်မီးပိတ်နှကြက်တက်ပြီးနားထောင်ကြည့်အောင်နော်။ဒီဖြစ်ပျက်လေးကပြင်ဦးလွင်မှာရှိတဲ့ကျမတို့အိမ်ကြီးတဲ့ဟာအဖြစ်ပျက်လေးပါ။အဲဒီကကျမတို့မိသားစုကပြင်ဦးလွင်မှာနေခဲ့တုန်းကပေါ့ကျမတို့ခြံကြီးထဲမှာကကော်ဖီခြံရဲ့တခြားတခြားသောစိုက်ခင်းတွေလည်းရှိပြီးခြံကတောင်ပေါ်အမြင့်ပိုင်းမှာပါအဲခြံကြီးထဲမှာကအိမ်နှလုံးရှိပါတယ်တထက်တိုက်လေးရဲ့တိုက်ရဲ့မျက်နှာချင်းဆိုင်ခလန်းလန်းလေးမှာ သုံးတက်တိုက်ကြီးကြီးရရှိပါတယ်။အဲ့ချိန်ကကျမတို့ကငငယ်လေးပဲရှိပါသေးတယ်။ကျမတို့မိသားစုအားလုံးကတထက်တိုက်လေးထဲမှာပဲနေကြပါတယ်။မျက်နှာချင်းဆိုင်ခက်လန်းလန်းကသုံးတက်အိမ်ကြီးမှာကရေမီအပြည့်စုံနဲ့အခန်းနေရာလဲအကျယ်ကြီးပါ။ဒါပေမဲ့ထူးခြားတာတကူကလူကြီးတွေကအဲ့ဒီအိမ်မှာလုံးဝမနေကြပါဘူး။ငငယ်တုန်းကတော့ကလေးတဘာဝဘာလို့ငါတို့ကသွားနေလို့မရတာလဲပေါ့။ပြီးတော့အဲ့ဒီအိမ်ကြီးကို ညမတင်မသွားရဘူး။မနက်ပိုင်းနေသွားခြင်းနောက်ညနေ၄နာရီ၅နာရီမတိုင်ခင်ပြန်ရပါတယ်။ပြီးတော့ခြံထဲမှာကခွေးတွေလည်းမွေးထားတော့ညဘက်တွေဆိုအဲ့ဒီအိမ်ကြီးကိုဆူဆူဝါးဝါးဟောင်းပါတယ်။ပုံမှန်ညတိုင်းလိုလိုအိမ်ကခွေးတွေကဟောင်းတာပါ။အဲတရက်တော့အိမ်ကိုဧည့်သည်တွေရောက်လာပါတယ်။ဧည့်သည်တွေကအိမ်ကိုလာလေတာထက် ပြင်ဦးလင်လာနေရင်အလဲလွန်ပြီးအရက်တောက်ပါညာနဲ့အမူးလွန်ပြီးတင်းစရာရှာမရလို့ရောက်လာကြတာပါဇလန်းကအခုမှစမှာပါကျမတို့မိသားစုနေတဲ့အိမ်လေးကလူအရမ်းများတော့ဧည့်သည်တွေကိုဟိုးတုံးတက်အိမ်ကြီးမှာပဲတဲခိုင်းလိုက်ရပါတယ်ဒါနဲ့ဧည့်သည်တွေလည်းဒီညတော့အဲ့ဒီအိမ်ကြီးထဲမှာပဲအိတ်ကြပြီးမနဲ့ကြမှာအေးစေးပြန်ကြမယ်ပေါ့အဲ့ဒါနဲ့ ညတကောင်ကျော်၁၂နာရီ၁နာရီဝင်းကျင်လောက်လေရောက်ရောအိမ်ကြီးတဲကစုညံအဟစ်တန်တွေနဲ့ဝရုံးသုံးကပြေးလွှားနေကြပါတယ်တိတ်မကြပါဘူးဧည့်သည်တွေအားလုံးကြောက်လန့်တကြအိမ်ဘက်ကိုပြေးလာကြတယ်ထိတ်ထိတ်လန့်လန့်နဲ့ သွေးမရှိတဲ့မျက်နှာတွေနဲ့တော်တော်လေးကိုကြောက်လန့်နေကြတာပါ။ဘာဖြစ်ကြတာလဲပေါ့။ဒါနဲ့သူတို့ပြန်ပြောပြတာကသူတို့အဲ့ဒီအိမ်ကြီးထဲရောက်ရောက်ချင်းပင်မန်းတာကတကြောင်မူးနေကြတာရောနဲ့တခန်းနဲ့ပဲစုပြီးချက်ချင်းကိုအိပ်ပျော်သွားကြပါတယ်။အဲဒါနဲ့ညင်းတဲ့တကောင်လောက်လဲကြာရောအမူးမပြည့်တပြေလောက်မှာသူတို့နိုးလာကြတယ်တဲ့။အဲ့ဒီအချိန်သူတို့အခန်းထဲကိုမိန်းမကြီးတရားဝင်လာပါတယ်။အဲ့မိန်းမကြီးကလူမဟုတ်ဘူးတဲ့။ခေါင်းမပါတဲ့ ခေါင်းပြတ်နာနာဘဝတကောင်နဲ့အဲ့ဒါကိုသူတို့အားလုံးကမြင်ရကြတာပါမိန်ဖြောဖြောညမီးအောင်အောက်မှာခေါင်းမပါတဲ့မိန်းမကြီးကသူတို့အခန်းထဲမှာထီထီကြီးရက်နေတာပါခန်းတကာပိတ်ထားရင်းနဲ့အဲ့နာနာဘဝမိန်းမကြီးကအခန်းထဲမှာဘယ်အချိန်လေးကရှိနေတာလဲတော့မသိပါဘူးဂျာနဲ့သူတို့လည်းအမူးပြေယုံမကလိတ်ပြလွင့်မတက်ကြောက်လန့်အောင်ဟင်အင်ကြီးထဲကနေဝရုံးသုံးကပြေးထွက်လာကြတာပါတော့မှသိရတာက အဲ့ဒီအိမ်ကြီးရှိတဲ့တောင်အောင်နေရာက အရင်တော့ကတင်းတိုင်းဟောင်းကြီးတဲ့ဟိုအရင်ဝယ်တော့ကလေးကမသိပင်မဲ့နောက်ပိုင်းမှာချိုချိုချွတ်ချွတ်ချောင်းလန်တာတွေလည်းရှိတာမို့အဲ့ဒီအိမ်ကြီးမှာမနေကြတာပါနောက်ပိုင်းတော့ကျမတို့မိသားစုလည်းပြင်ဦးလွင်မှာရှိတဲ့အဲ့ခြံကြီးကိုရောင်းပြီးရန်ကုန်ကိုပဲအပြီးပြောင်းလာခဲ့ကြတာဖြစ်ပါတယ်ရှင်